ီ project ကြီးပြီးသွားလို့ရှိရင် project ကြီးပြီးသွားလို့ရှိရင်မြင်ရမယ့်ပုံဖြစ်ပါတယ်ရှင်ဒီကလာလိုက်မလာလိုက်နော်အဲ့ဒါမြင်ပြီးရင်မြင်ရမယ့်ပုံဖြစ်ပါတယ်အဲကျွန်မလေဆာပွိုင်တာနဲ့ထောက်ရင်ဒါကတော့ကျွန်မတို့ဒီကဘာအေးဖျားလန်းကနေပြီးတော့မှမြင်ရတဲ့ view ဖြစ်ပါတယ်ရှင်ဒါကတော့ကဘာအေးဖျားလန်းနဲ့ဒါကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်မှာလန်းတောင်ကနေမြင်ရတဲ့ပုံဖြစ်ပါတယ်ရှင် အဲနောက်တစ်ခုကတော့ဒါပေါ့နော်ဒီဟာကကြာတော့ကျမတို့ဆရာဆန်လန်းဘက်ကနေကြည့်မြင်ရမယ့်ပုံဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကကျမတို့ project စတော့ဝင်ပြည်သူလူထုအတန်ကျမတို့နားထောင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲဒီလိုအထက်မြင့်ကြီးစောက်တာပေါ့နော်အမအဲ့နားမှာဟိုကားဝင်ကားထွက်အလုပ်တဲ့အချိန်မှာကားဝင်ကားဝင်ကားထွက်လုပ်မဲ့အချိန်မှာ အကအိုပါပေါ့နော်ဒီကားများပိတ်မလားဆိုတဲ့ဟာကျွန်တော်တို့ traffic analysis လုပ်ပါတယ်ရှင်ဒါပညာရှင်တွေနဲ့ကျွန်တော်တို့အတားဖြစ်ပါတယ်ဆိုတော့ရှင်ကျွန်တော်ရှင်းပြချင်တာဒါလေးကကျွန်တော်တို့ project ဖြစ်တယ်အဲဒါလေးကကြတော့ဒါဒါကဘာအေးဖျားလမ်းပေါ့နော်ပြီးရင်ဒီဘက်ကကြဆရာဆန်လမ်းဘက်သွားတာပေါ့ရှင်ဆရာဆန်လမ်းဘက်သွားတော့ကျမတို့က open concept ပါရှင်ဒါကြီးကဒါလေးကကျမတို့ကဟိုကလုံမှာပါရှင်ငကိုရှိပြီးသားဒီနားလေးကရှိပြီးသားဟိုလူသွားလမ်းဖြစ်ပါတယ်လူသွားလမ်း platform ဖြစ်ပါတယ် ဲ့မှာကျမတို့ကကျမတို့ရှိတဲ့ area လေးမှာကျမတို့ရှိတဲ့ area လေးမှာကျမတို့ရဲ့ပိုင်တဲ့ area လေးမှာအဲကျမတို့ဘာလုပ်မလဲဆို open concept နဲ့ပေါ့နော်ဒီဒီကဘာအေးဖျားလမ်းနဲ့ကျမတို့ဟိုဒီ control ရဲ့ wind နဲ့ဆက်နေတာ wind မခတ်ပါအောင်ရှင် wind မခတ်ဘဲနဲ့ကျမတို့ open concept နဲ့သွားမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီ control ရဲ့ wind မဲ့ကားတွေကလည်းကဘာအေးစီဒီလမ်းကနေမျောပြီးဝင်มาဖြစ်ပါရှင်ပြီးလို့ရှိရင်လည်းဒီအထက်ထဲမှာကျမတို့ car parking အခြေအရေးရှိပါတယ် ဟိုလေးတက်ကပါကင်တော့မင်းကြီးမြေအောက်မှာလေးတက်မြေအပေါ်မှာလေးတက်ရှိပါတယ်ကပါကင်၈ထပ်ရှိပါတယ်ပြီးလို့ရှိရင်ပြန်ထွက်လို့ရှိရင်လည်းဒီဒီကဘာအေးပြားလမ်းကနေမဟုတ်ဘဲနဲ့ဒီဆရာဆန်လမ်းဘက်ကိုမျောပြီးကျမတို့ထွက်လို့ရပါတယ်ရှင်တကယ်သွားနေတဲ့ဒီပြည်သူလူထုသွားနေတဲ့လမ်းကိုကျမတို့ဟိုတိတ်ချစဉ်းစားပြီးတော့မှဆောင်ရွက်ခဲ့ကြအောင်ကျမဟိုပြောချင်တာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒါပါရှင်ဒါကတော့ဒါဟိုဒီပြီးသွားရင် ဖြစ်မဲ့ပုံပေါ့နော် အဲဒီဒီကတ်တရားလမ်းလေးဒီဒါကဘာအေးစီဒီလမ်းဖြစ်ပါတယ်ရှင်။ဒါကျမတို့ရဲ့ဝင်းဖြစ်ပါတယ်။ကျမတို့ကဒီလို open concept နဲ့ open concept နဲ့ကျမတို့သွားမှာကားတွေလည်းမျောဝင်မယ်မျောထွက်မယ်ပေါ့နော်။ဘယ်သူမှအနောက်ရှက်မဖြစ်အောင်အဲကျမတို့စဉ်းစားပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ကျမတို့ကျမတို့ project မှာအဲကျမတို့ project မှာကျမတို့ကနှစ်ပိုင်းပါပါတယ်ရှင်။အဲဒီဒီပိုင်းဒီအဝါလေးဒီအပိုင်းကကျမတို့ control တွေပါ။ control တဲ့ control ကလည်းအခန်းတိုက်ပေါင်း12ခုရှိပါတယ်ရှင်။12ခုရှိပြီးတော့မှဒီ အဖြူဘက်ကကြတော့ကျွန်တော်တို့ service apartment လုပ်မှာဖြစ်ပါတယ်ရှင်။အဲ့မှာဒီတေချာကြည့်လိုက်လို့ရှင်ဒါဒီ lift lobby ဖြစ်ပါတယ်။ပြီးလို့ရှင်ဒါဒီ lift lobby ဖြစ်ပါတယ်။အဲ့နှစ်ခုဒီကျွန်တော်တို့ကဒီ condo ဘက်ချမ်းကိုအတွက် lift lobby ဖြစ်ပါတယ်ရှင်။အပီလို့ရှိရင် service apartment ပေါ့နော်ဒီအဖြူက service apartment မှာဒါဒီ lift lobby ဖြစ်ပါတယ်အ lift lobby မှာမှာကျမတို့ကဒီဒီဒီဘက်ကဆိုရင် service service lift lobby ဆိုတာကျမတို့ကုန်ပစ္စည်းတွေတဲတဲ့ lift lobby ဖြစ်ပြီးတစ်ဖက်ကတော့လူတွေသွားတဲ့တတ်မှတ်ရှင်းရှင်းနဲ့သွားတဲ့ နေရာဖြစ်ပါတယ်ရှင်ပြီးလို့ရှင်ဒီဒီ facility နှစ်ခုကိုလည်းအဲကျွန်တော်တို့ဒီ service apartment နဲ့ condo area ကိုလည်းကျွန်တော်တို့အတိအကျခွဲခြားထားတယ်အပြင်အကျင်းတော့ဟိုပါပေါ့အဆောက်အဦတစ်ခုလည်းဖြစ်ပေမဲ့ကျွန်တော်တို့တိကျအတိအကျခွဲခြားပြီးတော့မှဆွဲထားတာဖြစ်ပါတယ်ရှင်အဲအဟိုပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီ condo ဘက်မှာတော့ total unit ကအဲ240ပါပါတယ်140ပါပြီးတော့မှ အဲဟိုအထက်ကတော့ကျွန်တော်တို့မြေပေါ်မှာ28ထပ်နဲ့မြေအောက်မှာ၄ထပ်ဆိုတော့31ထပ်ဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါလည်းဟိုရွှေတဘုံဖျားအမြင့်နေပါနေတိုင်းပြီးတော့မှအကုန်ကင်းလွတ်တာဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်မပြောချင်တာဒါခုနလေ28ထပ်ပေါ့နော်မြေပေါ်မှာ28ထပ်မြေအောက်မှာ၄ထပ်ဖြစ်ပါတယ်ရှင်။ပြီးလို့ရှိရင်ဒီ project တကယ်ပြီးသွားလို့ရှိရင်အဲကျွန်တော်တို့က US ဒေါ်လာ185 million ဒီ US ဒေါ်လာ185တန်ဖိုးကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်။အဲကြတော့မြန်မာငွေလိုတန်ဖိုးတင်လိုက်တော့ဘီလီယံ840လောက်ရှိပါတယ်ရှင်။ဘီလီယံ840ရှိပါတယ်။ဒီနေ့ဟို6000ဈေးနဲ့တွက်ရင်ပေါ့နော်။1 US ဒေါ်လာကို6000ဈေးနဲ့တွက်လို့ရှိရင်အဲကျွန်တော်တို့ဘီလီယံ840ဖိုးရှိပါတယ်။အဲဆိုလို့ရှိရင်တကယ့်ကိုဟိုဒီ project ပေါ့နော်။အဲဆိုလို့ရှိရင်အခုကြည့်ခု progress ပေါ့နော်ကျွန်တော်တို့ project ကြီးကို project ကြီးကိုကျွန်တော်တို့ဟို completion က85%ရှိပါပြီရှင်ဒီ85%ကိုဘာကြောင့်ဒီလိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကချောက်ပြောထားတဲ့ကဏ္ဍမဟုတ်ပါဘူးเนาะအဓိကကျ foundation ကတရားရာဂိုင်းလုံးပြီးပြီး silver skeleton ပေါ့เนาะဒီအလုံးကြီးတစ်လုံးလုံးတရားရာဂိုင်းလုံးပြီးပြီး structure clearance တရားရာဂိုင်းလုံးပြီးပြီး brick and plaster 69ရာဂိုင်းလုံးပြီးပြီးစသဖြင့်ပေါ့เนาะဒီလိုလေးတွေတွက်ပြီးတော့မှ total ပေါ့เนาะအမှ painting ရှိမယ် tiling and granite ရှိမယ် tea work ပေါ့เนาะဒီဒီ ဒီကြမ်းခင်းနေပေါ့ဒါတွေရှိမယ်ဒါတွေကိုပြီးတဲ့ရာခိုင်နှုန်းတွေအကုန်လုံးပေါင်းလိုက်တော့ MNE ပေါ့ mechanical electrical ဆိုလို့ရှိရင်တကလျှက်စစ်မီဂျိုးတွေ aircon တွေပြီးလို့ရှိရင်ရေတွေရေစိုးတွေစသဖြင့်ပေါ့နော်ဒီ internet line တွေဒါတွေကျွန်တော်တို့ဆောင်ရွက်နေတယ်နောက် glass ပေါ့နော်ဒီဒီမှန်တက်တာတွေမှန်တက်တာဆို80ရာခိုင်နှုန်းပြီးပါပြီနောက်နောက် substation ပေါ့ substation ဆိုတော့အဲ့နားလေးမှာကျွန်တော်တို့ transformer အိမ်လေးမြင်ရပါလိမ့်မယ်အဲ့ဒါလေးကကျွန်တော်တို့က အဲ့ဒါလေးကိုကျွန်တော်တို့ပြီးရင်ဖြတ်မှာဖြစ်ပါတယ်ရှင်ဖြတ်ပြီးလို့ရှိရင်အဲ့ဒါရဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ကုန်ကြစိမ့်နဲ့ကျွန်တော်တို့ရဲ့ဒီအဆောက်အဦရဲ့အောက်ဆုံးဓာတ်မှာပေါ့နော်မြေကြီးဓာတ်မှာကျွန်တော်တို့ substation ကျွန်တော်တို့ထားပေးမှာဖြစ်ပါရှင်အဲ့ဒါတွေအကုန်လုံးပေါင်းလိုက်လို့ရှိရင်တော့ကျွန်တော်တို့က85ရာခိုင်နှုန်း PC နေပါပြီဒါလွန်ခဲ့တဲ့2လလောက်ကဟိုပါပါအခုဆိုရင်86ရာခိုင်နှုန်းလောက်ပြီးပါပြီရှင်